ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာကြီးဥတာတို့ရေးတာတော့အငယ်မယားဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအငယ်မယားဒီလိုမပြောပါနဲ့အကျန်ရဲ့သူများတားပြိုတမိပြိုနုနုထွတ်ထွတ်ကလေးကိုမှုချိုးမြစ်ပဲမကောင်းပါဘူး35နှစ်ခန့်လောက်သာရှိလေအုံးမိထင်ရသောလူရတယောက်ဒီဂရင်မဲတွင်တင်မလွဲထိုင်ရင်းကတောင်းမှန်သာနှောရွေ့ဒုလှင်ပြောလိုက်သည်နှင့် ထိုလူရွယ်ဤဘေးချင်ရင်မကြတဲ့ရတွင်ဒူးနှစ်ဖက်ထောင်ကငစိမ့်တဲ့ထိုင်ထိုင်နေသူမိမ့်မပြူကလူရွယ်ဘတ်သူစက်ကနေလှည့်လိုက်ရင်ဘာပြောတယ်သူများသမီးပြူထွတ်ထွတ်ကလေးဟုတ်လားလို့အဲ့ဒီနုနုထွတ်ထွတ်ကလေးကိုပဲရှင်သဘောကျနေရမို့လားတကြောင်ရှင်ဟိုအိမ်ကိုတော်တော်နေတာပေါ့တဲခတ်ပါလားအချိုင်ရဲ့မခတ်ပါဘူးကိုအောင်တော်အလွယ်လေးပါကျမဒီလိုပြောပြနေတာကိုရှင်းစိတ်ထဲမှာနားဘူးတယ်လို့ထင် ရှင်ဟိုရင်ကိုမတော်ပဲနေလိုက်ရုံပေါ့လွဲပါတယ်မင်းပြောပေါ့မဟုတ်သေးပါဘူးအချိန်ရာအိုးဟုတ်တမယဟုတ်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 နဲ့တော့မြည်နေသေးတယ်နားလေလားဟွန်းအချိန်ဒီဤလိုခက်ခါကပြောရင်မျက်နာကိုစက္ကနဲလွှဲသွားသည့်အမူအရာကလေးမှာတဒံမလုံးရပဲနဲ့ရုပ်ရှင်မင်းသမီးဟန်ပါလာတော့ဤအင်းအချိန်အချိန်မင်းကိုအကြောင်းလေတည်သားနဲ့ကွယ်ဘာဖြစ်လို့ဆွဆွဲကျင်နေရတာလဲဟင် ယခုထိကိုအောင်တော်သည်လေတံပြော့ပြော့ကလေးဖြင့်သူဇနီအားချော့နေသေး၏တိတယ်လေကိုအောင်တော်အကြောင်းကျမတဲ့ဘသူကပူတီအောင်မလဲဒါနဲ့များကွယ်နို့ပေမဲ့ရှင်ဟာအရင်ကကိုအောင်တော်မဟုတ်တော်ဘူးဩအနုမြုခဲအောင်တော်ဘောဟုတ်လားရှင်ကျမကိုမငေါနဲ့နော်ကို့ဟာကိုလည်းစဉ်းစားကြည့်ဦးဟိုတုန်းကဆိုရှင်ဟာဘိုက်စကုတ်ကြည့်ရင်ကြည့်မကြည့်ရင်အိမ်မှာပဲနေတတ်တယ်အလုံးစုံသွားရင်လမ်းထိပ်ကဘီလီယက်ခုံလောက်ပဲမဟုတ်လား กว่าဒါကတော့ဒါကမတော့နဲ့လीခုဆိုရင်ဟိုကောင်မပြောင်းလာကြတဲ့ကရှင်ဟိုအိမ်မှာကြီစတဲ့ချချနေကဲရှင်ပါပြောဦးအကျိုင်းဒီအင်္ဂလိပ်ကြိတ်ခါကြိတ်ခါဖြင့်စိတ်แทတွင်မကြေမနက်ဖြစ်နေတည်နဲ့အမြဒေါသဖြင့်ပြောနေ၏အေးလေနို့ငါကတော့ညင်းနေလို့လားအကျိုင်းခုငါဟိုအိမ်ကိုတွားတွားနေတာဟာမင်းထင်တယ်လို့မဟုတ်ရပါဘူးကွာမင်းပေးကြည့်နေတစ္ဆာပေးစိုးပြပါမယ် ထိုအခိုက်တွင်အကြိုင်နဲ့တဏျာတို့လန့်ကြည့်လိုက်ရင်ဘာလဲအခိုင်ဘာလာလောက်တာတို့အကြိုင်ကမျက်နှာထားတင်းတင်းဖြင့်လန့်၍မေးလိုက်တော့ကြောင်းအမတ်မဲ့ဝင်လာမိဟန်တူသော18နှစ်ခန့်အရွယ်မိမ့်မပြိုလဲရုတ်တရက်အခန်းဝတွင်တန့်သွားရမှာဟုတ်ပါဘူးမမပြုတ်ထားတဲ့အဝတ်တွေလျှော်လိုက်ရမလားလို့လာမေးတာပါမျက်စီပြမျက်နာပြဖြင့်အခိုင်ဆိုသူကဖြည့်ရင်တွေ့နေကြတွင်အေးနင်အားရင်လျှော်ထားလိုက်တော့ ခတ်မာမာကလေးပြောလိုက်တယ်နဲ့အခိုင်လဲတုတ်တုတ်ကလေးလှက်ထွက်သွားတော့ဤဘယ်နဲ့လဲအချိုင်ကိုပြောတာသဘောကျလားပေးအချိုင်ပေးခြင်းနဲ့တစ္ဆာပေးကိုစိုးမယ်ကိုအောင်တော်လဲစောစောကပြောခဲ့သောစကားကိုပြန်ကောက်ခါအချိုင်မျက်နှာအနီးသို့တိုး၍ပြောလိုက်သည်တွင်မလိုပါဘူးကိုအောင်တော်ဘာမှတစ္ဆာတွေဘာတွေစိုးနေစရာမလိုပါဘူးရှင်ဟိုအိမ်မတော်ပဲနေလိုက်ရင်ပြီးတာပဲ ခတ်တာပဲကွာဟိုတော့ကတော့မင်းပြောသလိုပဲလေကိုအိမ်မလဲတတ်ဘူးမှန်တယ်ဒါပေမဲ့ခုဟိုတယ်ပဲကိုအိမ်ကိုပြောင်းလာကြတဲ့လူတွေကတခြားလူတွေမှမဟုတ်ပဲကွာငါနဲ့ကြောင်းနေပဲတငယ်ချင်းမှာလို့ပြောထားလိုက်တာနဲ့အင်းလေဟုတ်ပါတယ်ကိုထွန်းလင်ကလည်းပြောပါတယ်ရှင်တဲ့သူကကြောင်းနေပဲတိတ်ချစ်ကြတယ်လို့ဒါပေမဲ့ရှင်တော့တော်နေတာကကိုထွန်းလင်နဲ့စကားပြောဘူးလားကိုထွန်းလင်နှမကိုခေါ်ဘူးလားအေးပြောပေါ့ကွာမင်းထင်တာကိုပဲပြောတော့ ထင်ရှားမလို့ပါဟုတ်တော့ကျမအမြင်မဲ့ဥစ္စာဤတွင်ကိုအောင်တော်လဲစိတ်မောသွားသလိုဖြစ်ခါတစုံတရာဘာမှမပြောတော့ပဲဂရင်ပေါ်မှထကအခန်းအပြင်သို့ထွက်သွားတော်မူအပြုတ်တွင်ဒါကဘဲဟုလဲကိုအောင်တော်လဲတမင်လဲပြန်လှဲ့ကြည့်ရင်ကကိုထွန်းလန်တော့အိမ်ကိုခဏအကြိုင်တွင်ရုတ်တရက်ဘာမှမပြောနိုင်တပြင်းတစ်ချက်ဟင်းငနယ်ခက်ပြင်းပြင်းချလိုက်ပြီးမှခုပဲဒီကိစ္စပြောတယ် ဟိုအိမ်သွားတာမကြိုက်ပါဘူးလို့ခုပဲရှင်ဟိုအိမ်သွားမယ်ဆိုတော့နည်းနည်းတရားမလုံဘူးလားကိုအောင်တော့အကြိုင်ဒီစကားအနေဖြင့်သာသူမကြင်နဲ့နိုင်တီတို့ကိုခတ်မှာမှာကလေးပြောခဲ့ဤတို့တော့နောက်ဆုံးစကားကိုပြောလိုက်တော့အကြံဤစကားအသုံးအနှုံးနဲ့အတန်ရောမျက်နှာထားပါအ깨ခရာ၌ထုတ်ထက်ပို၍တင်းတင်းကြပ်ကြပ်တားမြင့်ဝင့်ဟန်မတူကိုအောင်တော်ကလည်းလေပြောကလေးနဲ့ချော့တယ်လို့ပြောခဲ့စေကမူအကြိုက်စကားကို မြေဝဲမကြနာဂံမိအတွင်မျိုးမပြခတ်တီဒီပင်တစ်ချက်မြသာလှဲ့ကြည့်ပြီးအခန်းထဲမှခတ်တုတ်တုတ်လှန့်ထွက်သွားတော့ဤခတ်တာပဲညီမရဲ့မမဘလို့ကြံရမယ်မသိတော့ဘူးညီမလေးမြင်တဲ့အတိုင်းပဲနေရှိတလောက်ဟိုအိမ်မဲ့တွားတွားနေတယ်ဂရေမောခြေပြက်လက်ပြက်ထိုင်နေလျက်ကပင် အကြိုင်ကဤတို့ညှိညူလိုက်ဤအခိုင်ကမူတစုံတရာမေးလာပြောလာမလုပ်သေးပဲ သူ့အမအကြိုင်ကိုကျင်လာသောမျက်လုံးများဖြင့်ငေးကြည့်နေရှာ၏ခုငါ့ညီမလေးရောက်တာတလားကြော်နေပြီနော်ဟုတ်ကဲ့တလားနဲ့၃ရက်ရှိပြီလေအေးကိုထွန်းလွင်တို့ဟိုတိုက်ခန်းကိုပြောင်းလာတာအရက်20လောက်ပဲရှိသေးတယ်ဆိုတော့ညီမက73ရက်လောက်စောပြီးရောက်တယ်မို့လားဟုတ်တယ်လေကျမကအရင်ကြတာပေါ့မမကြိုင်ရဲ့အေးကိုထွန်းလွင်တို့မရောက်ခင်ကကိုအောင်တော်ဘလို့နေခဲ့တယ်လေညီမလေးသိတဲ့အတိုင်းပဲ ဘယ်အိမ်မှလဲတဲ့ပတ်တတာမဟုတ်ဘူးမလားတိသားပဲမမကြိုင်ကိုကိုအောင်ဟာအတောက်အစားလဲကင်းအပျော်အပါးလဲမရှိရုပ်ရှင်လောက်တာသူမကြာခဏကြည့်တတ်တာအခိုင်တိတာပေါ့ကဲခုကြည်စမ်းကိုထွန်းလင်တို့ပြောင်းလာကလေးကသူတမျိုးဖြစ်နေတယ်ဟိုအိမ်မှာပဲအချိန်ကုန်နေပြီအေးလေဟိုကိုထွန်းလွင်နှမမိမြင့်မေကလည်းချောချောလှလှလေးဆိုတော့အကြိုင်ဒီစကားကိုရှိသူမဆက်နိုင်တိတိတတ်တာကလေးငိုင်ကြသွားရှာဤ အခိုင်တွင်လဲဘာပြော၍အဘဲဘုံနှစ်သိမ့်ရမည်မသိတကယ်သူငေးမိငေးရနေရမှာဘလို့လဲမမဟိုမမျက်မေကိုကိုကိုအောင်ကပိုးနေတယ်လို့မမထင်းနေလို့လားဒါပဲရှိမှာပေါ့ညီမရေထိုချိန်၌ကိုအောင်တော်သည်သုံးလေးတိုက်ချားရှိကိုထွန်းလွင်တို့တိုက်တွင်စကားလက်ဆောင်ချလျက်ရှိ၏မမေသေးလားထွန်းလွင် မင်းနဲ့ငါခွန်လက်တန်းမှာကြောင်းပြီးတော့တလိမ့်ဆန်ယုံထဲမှာခွင့်ယူထားတဲ့ရာဇဝင်ဆရာနဲ့ပပင်းတိုးတာလေအေးမှတ်မိတာပေါ့ဟာဟာဟာပြောစရာလဲကောင်းစိတ်ညစ်စရာလဲကောင်းတော့ကိုထွန်းလင်ကတွန့်လင်ထောက်ခံလိုက်တဲ့ဖြင့်ကိုအောင်တော်လဲခက်လန်းလန်းတွင်စာအုပ်တအုပ်ကန်၍ထိုင်နေသောမမျက်မေအားတစ်ချက်လှန့်ကြည့်လိုက်ပြီးမှမျက်နှချင်းဆိုင်ရှိကိုထွန်းလွင်၏ဇနီးစီတို့မျက်နှာမူလိုက်ပြီးဒီလိုဗျာမှတ်တမ်းစင်ရဲ့ အဲ့ဒီတုန်းကများစိတ်ညစ်လိုက်တာဆိုတာဘယ်ပြောကောင်းမလဲဗျာကျွန်တော်နဲ့ထွန်းလွင်နဲ့တနေ့တော့ចောင်းပြေးရင်တလေးဆန်ရုံရောက်သွားတာကို ရောက်လို့မှနှက်အောင်မကြည့်ရသေးဘူးခွင့်ယူထားတဲ့ကျွန်တော်တို့အတန်းကရာဇဝင်ပြတဲ့ဆရာနဲ့မိသားစုကိုတွေ့လိုက်တော့ဘာပြောကောင်းမလဲဗျာပြေးမိပြေးရနှစ်ယောက်သားစွတ်ပြေးကြရတော့တာပေါ့ကိုအောင်တော်ဒီဤတွင်စကားကိုခិតတဖြဲ့၍ဆေးပြဲလိုက်ကိုမင်းညီလိုက်၏မင်းညီနေစဉ်မမျက်မေစီမျောကြည့်က မိညီပြီးသောအခါတွင်လည်းမတ်မြင့်မီအားမျက်လုံးတစ်ချက်ကစားလိုက်ပြီးမှဟောရီအကောင်ပေါ်ထုံးလွင်ကလူလည်းလှုပ်ပြီးလမ်းပြရာကစင်ယုံနားကအစ်ပင်ကိုရောက်သွားကြတာပေါ့ဗျာဆရာတို့ကလည်းစင်ယုံနားရောက်မှကျွန်တော်တို့တက်ပုံနေတဲ့အစ်ပင်အောင်မှအေးအေးလူလူကော်စောတွေပါတွေခင်းပြီးအနားယူဆက်တဲချကြပါလေရောမတန်းစိန်တွင်အပြုံးနှင့်နားဆွင့်သဘောကျနေတကယ်တို့ကိုထုံးလွင်မှလည်းအတော်ကလေးကျဉ်တဲ့နှစ်သိမ့်နေ၏ခက်လန်းလန်းရှိမမျက်မေကမှ ထိုစကားများတွင်စိတ်မဝင်စားတကဲ့သို့ကင်ထားသောစာအုပ်ကိုသာမဲ၍ဖတ်နေ၏ကိုအောင်တော်မှမူကားစကားလဲပြော၏စေးပြင်းလိုက်ကိုလည်းတွင်တွင်ဖာ၏မကြာခဏဆိုသလိုမမျက်မေစီတို့လည်းမျက်လုံးများရောက်ရရောက်ရသွား၏ကျွန်တော်တို့နှစ်ယောက်ဆိုတာတစ်ပင်ပေါ်မှာလှုပ်ဖို့မဆိုတာနဲ့အသက်တောင်ပြင်းပြင်းမရှိဝင်ဘူးဒုက္ခမှအကြီးကျယ်ဒုက္ခပေါ့ဗျာသူတို့ကစင်တွေကိုကြည့်ကြံလေးပါလေးကျွေးပြီး ။တစ်ပြင်းတနေရာသွားကြမယ်ဆိုတော်သေးတာပေါ့။ခုတော့ဗျာကျွန်တော်တို့ပုံနေတဲ့တစ်ပင်အောက်မှာမှဇိမ်နဲ့အနားယူရမှာဖြစ်တော့ကျွန်တော်တို့နေရာမှာဘလို့မှမကြံတဲ့အောင်ဖြစ်နေတော့တာပေါ့မတန်းစင်ရ။အင်းပေါ်လေဒီလိုဆိုတော့လေအသေးရစရာဖြစ်နေတာပေါ့ကိုအောင်တော်လဲမမျက်မေအားတစီတစောင်းလှန့်ကြည့်လိုက်ပြန်သည်ယခုအချိန်တွင်မူမမျက်မေသည်ကိုအောင်တော်ဤဇလန်း၌ဟာသကွက်ကလေးပါတဲ့အောင်ရှိနေ၍လောမသိ ဖလက်စစာအုပ်ကလေးကိုလက်ညှိုးဖြင့်ခု၍ညှက်ကင်ထားလိုက်ပြီးမှကိုအောင်တော့စကားတွင်နားဆွင့်ပေါ်ရလာ၏ဆရာကလေးတွေကလည်းစင်ကိုကြံကျွေးလိုက်ရှောက်ပြေဆော့လိုက်နဲ့ပျော်နေလိုက်ကြတာနိုင်ဘွားလောက်ကြာမှဆရာကတော်ကပါလာတဲ့ထမင်းကြိုင်တွေကိုတစ်ခုစီဖြုတ်တော့တယ်음ကျွန်တော်တို့နှစ်ယောက်လည်းတစ်ပင်ပေါ်ကနေဆူတောင်းလိုက်ရတာမပြောပါနဲ့တော့ဗျာမြန်မြန်စပြီးမြန်မြန်သွားကြပါစေတော့လို့ထိုးချင်းတွင်ကိုထွန်းလွင်ကော်ဖီငုံတောင်းနေ၏ မတန်းစိန်ကစေပေါ်လေးမိညိနေခိုက်ဖြစ်၍ထိုအခွင့်အရေးကိုလိမ္မာပါနှံ့စွာဖြင့်မမြင်မေအားလှန့်ကြည့်ပြုံးပြလိုက်၏ကိုအောင်တော်၏အပြုံးမှာ1500မြစ်တာ၏အရိပ်အယောင်ကျက်ပြေပါတော်လဲမမြင်မေကမူမတိမတာကောင်းကလေးငုံချလိုက်၏ငင်းဟန်မျိုးလည်းမဟုတ်လက်ခံသည့်သဘောလည်းမတက်ရအဲ့ဒါလိုမြန်မြန်စပြီးမြန်မြန်ပြန်ကြပါစေလို့ဆူတောင်းပါပဲဆရာကတော်ကလေမီးဖို့တလုံးထုတ်ပြီးမီးမွေးပါလေရော့ ဤတွင်မတန်းစိန်ကခဟာကလေးရေလိုက်မိ၏မမြင့်မေတွင်လည်းမတိမတာပြုံးအောင်တန်းသွား၏မြတ်စွာဘုရားခုမှထမင်းချက်မှထင်ပါရဲ့လို့စိတ်ပူသွားတာပေါ့မတန်းစိန်ဒါပေမဲ့တောင်းတဲ့ကအိုးတလုံးထုတ်ယူပြီးအဖုံးကချွေးတွေခါလိုက်တော့မှထမင်းချက်ပြီးသားပါလာတာတွေ့လိုက်ရလို့စိတ်သက်သာရရသွားတော့တယ်နို့မိဘကဘာလုပ်တာလဲဟင်းတွေနှွေးတာလေအားလုံးမိနစ်20လောက်ကြာတယ်ဗျာ အားလုံးအစင်သိဖြစ်လို့ဆရာကတော်ကထမင်းကျွေးရအောင်ဆရာကိုကလေးတွေခေါ်ခိုင်းတာဆရာကသူတို့ကစားနေတာကစားပါစေဦးကွာတို့အရင်စားနေကြတာပေါ့တဲ့ကဲအဲ့ဒါလို့ဆိုပို့ပြီးကြအောင်မယ်မို့လားမတန်းစင်အဲ့ဒီတုန်းကကျွန်တော်ပြင်းယူတော်ယူကျင်လာတယ်ကိုအောင်တော်ဆေးပြင်းလိုက်တို့ကိုမိထက်ညင်းကမမြင့်မေစီလှန့်ကြည့်လိုက်ပြန်၏အကြည့်ချင်းစုံသွား၏တို့တော်မမြင့်မေကခေါင်းငုံမတော်ပဲအမူအရာမပြတ် ခက်ရဲရဲပင်မျက်လုံးချင်းအဆိုင်ခံလိုက်၏ရှင်တို့ကဒီဆရာကြီးကိုတိတ်ကြောက်တာပဲလားဟင်ဟာကြောက်တမချီးထွက်အောင်ကိုကြောက်ရတယ်မတန်းစေကတော့ပါရဲ့ဗျာခုခေတ်ကျောင်းသားတချို့လိုဘယ်ဟုတ်မလဲကျွန်တော်တို့ခေတ်တုန်းကဆိုဆရာမသားကိုယူလဲယူသေးတယ်ကြောက်လဲတိတ်ကြောက်ချင်းလဲတိတ်ချစ်ကြတာကလားတကယ်လို့အဲ့ဒီအချိန်မှာရှင်တို့ကိုဆရာကမိတော်မယ်ဆိုရင်ဘာဖြစ်မယ်ထင်တယ်လဲကိုအောင်တော့ဟာမပြောပါနဲ့တော့မတန်းစေ ဒီဆရာဟာအတင်အပြားစိတ်ရှိတယ်လို့အရိုက်လည်းစိတ်ရှိတယ်တလုံးချင်းမေးပြီးရိုက်မှာဗျခုလိုကြောင်းပြေးတာတည်ရင်တော့ဘယ်သက်သာလိမ့်မလဲဗျာအတီလည်းရိုက်မှာကွယခုမှပင်ကိုထွန်းလွင်စကားဝင်ဆွတ်ခေါ်ရလာ၏ထိုအချက်ကိုအကွက်ကောင်းယူ၍ကိုအောင်တော်လည်းမမျက်မေအားလှမ်း၍မျက်လုံးကစားလိုက်ပြီးမှမှန်တာပြောရရင်အရိုက်ခံရမှာထက်ဆရာနဲ့ပါလာတဲ့ဆရာသမီးပြိုနှစ်ယောက်ကို ရှက်ရမှာကပူပြီးစိုးနေတာကို မမြင့်မေကနှစ်နှစ်ချိုက်ချိုက်ကလေးပြုံးလိုက်၏ထိုအပြုံးကိုဘာသာချောကိုအောင်တော်ကလည်းထင်ထင်ရှားရှားမြင်လိုက်၏အဲ့ဒါလိုနဲ့ကျွန်တော်တို့ចောင်းပြင်းနှစ်កောင်တစ်ပေပေါ်မှာမလှုပ်ဝင်မရှားဝင်နဲ့ကိုက်လိုက်တဲ့ကရင်နီးတို့ဖာချင်တို့ဆိုတာလည်းမပြောပါနဲ့တော့အဲရေးတဲ့ကိုရွှေကြီးကန်းတွေကလည်းကျွန်တော်တို့ကိုမဲ့ပြီးတအားအားနဲ့စူနေကြလို့မိတော်မှာပဲမိတော်မှာပဲနဲ့ကျွန်တော်တို့မှာတထိတ်ထိတ်နေပေါ့ဗျာ ထိုအခိုက်တွင်ကိုထွန်းလွင်ကထိုင်နေရမှရုတ်တရက်ထရက်လိုက်ပြီကဲအောင်တော့မင်းရမယ်လေပန်းနေပြီတော့ကွာနော်ငါလမ်းထိပ်ခဏသွားလိုက်ဦးတို့ပြောရင်ကိုထွန်းလွင်ခြေလမ်းပြင်လိုက်တည်နေဘာလဲကွာကောင်းလိုက်မှာတော့ကစီးပူးခဲ့တဲ့ပလင်းမော်ပညာကခုထိမပြောက်သေးဘူးလားအိုးဒါတော့သူ့အဖို့ရိုးနေပါပြီကိုအောင်တော့ရှင်းတငယ်ချင်းကအိတ်ခံနေရရန်အရက်ကလေးတစ်ခွက်လောက်တော့မော့ရမှာသူ့မျက်စောင်းကလေးခြီကပြောလိုက်ပြီးမှာ ကဲကြွကိုတော့ကြွကြွဒါနဲ့ဆက်ပါဦးခုနစကားမတန်းစိန်လဲတစ်ချိန်နဲ့ပင်နှစ်ယောက်စလုံးကိုစကားတဆက်တည်းပြောလိုက်ပြီးသည်အစုံနိုင်ကိုထွန်းလွင်တိုက်ပေါ်မှဆင်းသွား၏ကိုအောင်တော်တွင်မူမမျက်မေစီတို့တပားကြည့်အပြုံးဖြင့်ပြုံး၍ကြည့်လိုက်ပြီးမှဆက်လက်၍အဲ့ဒါလိုတစ်ပင်ပေါ်မှာမလုံဝင် မလုံဝင်နဲ့အကြီးအကျယ်ညောင်းနေရတဲ့အထဲခမရလင်တော်မောင်ပေါ်ထွန်းလွင်လေး အရေးကောင်းနေကမှအပေါ့တော့ကျင်နေဖြစ်ပါလေရောဗျာမတန်းစိန်လဲဟားတိုင်ွေရေလိုက်၏မမြင့်မေကမူအိန္ဒြေကိုထိန်ကတိမ့်တိမ့်ဆဲဆဲကလေးပြုံးနေ၏ဒါနဲ့ကျွန်တော်လဲဒေါပွားလာပြီးလက်သီးနဲ့တစ်ချက်ရောင်ထိုးမိတော့တာပေါ့ကံကောင်းလို့တစ်ပင်မော်ကမကြတဲ့နောက်မှပြန်ချော့ပြီးမင်းစီကိုအောက်ထားစမှာကွာလို့တောင်းမှရတာပေါ့မတန်းစိန်လဲအာဘတရရေနေရမှာအဲ့ဒီအချိန်မှာဆရာတို့ထမင်းစားနေကြပြီလား ဘယ်ဆောင်မလဲဗျာသူကလေးတွေစော့တာကိုသဘောကျပြီးကြည်နေတော့ရှိသေးတယ်မတန်းစင်ရဲ့ထိုအခိုက်တွင်တကားခောက်တန်ထွက်ပေါ်လာသည်နှင့်မမြင့်မေကသာထား၍တကားဖွင့်ပေးလိုက်သည်တွင်တင်းမာလာသောမျက်နှာသားနှင့်အတူအကြိုက်ကိုတွေးလိုက်ကြရပြီးကွမ်းတော့အိမ်မှာဧည့်သည်ရောက်နေတယ်အကြိုက်လဲတကားဝမပင်ရက်၍ပြောလိုက်၏မတန်းစင်ကို၎င်းမမြင့်မေကို၎င်းနှုတ်ဆက်ရန်မဆိုထားပြီးပြုံး၍ပင်မပြတော့ဘဲ သူစကားအဆုံးတွင် ပြုံးစားကြီးလှည့်ထွက်သွားတော်၏အကြိုက်အပြုတ်မှုအတွက်ကိုအောင်တော်အတော်ကလေးစိတ်မကောင်းဖြစ်သွားရ၏သို့တော်ဘာမှမတတ်နိုင်ခဏနောဟုမချီပြုံးနှင့်နှုတ်ဆက်ရင်းရုတ်တရက်တိုက်ပေါ်မှဆင်းသွားရတော်၏ကိုအောင်တော်အိမ်ပြန်ရောက်သည်နှင့်ဖဲ့အကြံဘယ်မလဲဧည့်သည်အိတ်ခမ်းအနှံ့ကိုအောင်တော်မျက်လုံးကစား၍ရှာတော်လဲ ဧည့်သည်နှင့်တူ၍ဖြူဖြူအရိတ်ကလေးတော်မြမမြင်မတွေ့ရသည်နှင့်ကိုအောင်တော်ကမေးလိုက်သည်တွင်ထိုင်စမ်းမအောင်ကိုအောင်တော်အကြိုင်ကခတ်အော်အော်ကလေးကြည့်၍ပြောလိုက်တော့ကြောင်းကိုအောင်တော်တွင်စိတ်မောလူပန်းဖြင့်အကြိုင်နှင့်မျက်နှာချင်းဆိုင်ထန်ချလိုက်ရတော့ဤမလာပါဘူးဘယ်ဧည့်သည်မှမလာပါဘူးဒါဖြင့်ဘာကြောင့်ငါ့ကိုလာခေါ်ရတာလဲဒီလိုလိမ့်ပြီးတော့ရှင်ဟိုအိမ်မှာကြားနေလို့ကြားနေတော့ဘာဖြစ်တယ်ကျမပြောထားတယ်မဟုတ်လား ဟိုအိမ်ကိုသွားတာကျွန်မမကြိုက်ပါဘူးလို့တဲခတ်ပါလားအကြိုက်ဥစ္စာကဘယ်လိုလဲအပြင်းပြေစကားလေးပါလိသွားပြောတာမှမပြောရတော့ဘူးလားဟွန်းအပြင်းပြေတဲ့ရှင်းအပြင်းပြေကလည်းနေတိုင်းပဲလားခါလိုက်လို့ရုပ်ရှင်လေးပါလိတော့တော်ကွာမင်းလို့ဘုံမကောင်းဘူးအချိုင်းနေနေမှမကောင်းဘူးဟိုအိမ်မှာငါ့ကိုလိန်ပြီးလာခေါ်တယ်ပဲထားပါတော့တကယ်ဆိုရင်မတန်းစိန်တို့နဲ့ခဏတဖြုတ်ဖြစ်စီဝင်ထိုင်ပြီးထိုင်နိုင်မောင်းထိုင်ဖို့လာတာမှမဟုတ်ပဲ အေးလေမထိုင်ခြင်းအောင်ပြုံးပြုံးရှင်ရှင်နဲ့အ ਨੇ ဆုံးနှုတ်ဆက်ဖို့တော့ကောင်းတယ်။ဘာဟင်းချက်ကြတယ်လဲဘာညာပေါ့။ဘာလဲရှင်းအငယ်မရလောင်းကိုနှုတ်မဆက်လို့ရှင်းမချေနိုင်ဘူးပေါ့ဟုတ်လား။မပြောနဲ့ကွာဒီလိုမပြောနဲ့သူများသားသမီးကို။သူတို့နေရောက်နောက်ထပ်ဆက်ပြောကြမိစကားတို့မှာဝိတုအစတွင်ပါတီထက်ဘာမှခြားနာခြင်းမရှိ။တစ်ဖက်ကဆွဆွဲတစ်ဖက်ကငင်းဖြစ်တာလုံးလေလိုက်နေတော့ဤ။နောက်တစ်နေ့ နောက်နေ့ည9နာရီတာတာခန့်တွင်လဲယမန်နေ့ကအတိုင်းပင်ကိုအောင်တော်အိမ်မအထွက်တွင်ကတောက်ကဆဖြစ်ကြသည်ဤမတန်းစိန်တို့အိမ်မလေကားတကားပွင့်သွားသည်နှင့်ကိုအောင်တော်လဲဖွင့်ပေးသူမမြင့်မေအားအပြုံးပြင်းနှုတ်ဆက်လိုက်ကဘယ်တော့ကုန်ကြတယ်မတန်းစိန်တို့မမြင့်မလားဟင်ဟုတ်ကဲ့မမရှိပါတယ်နောက်ပြေးမှာပါကိုကိုတော့လမ်းထိပ်ထွက်သွားတာပဲထိုင်လေတို့မမြင့်မေနဲ့နှစ်ယောက်တည်းအိမ်ရှိတွင်တွေ့ရသည့်လွတ်လပ်မှုကို အခွင့်ကောင်းယူကကိုအောင်တော်ကတစုံတရာပြောတော်မူပြုစဉ်ဟောကိုအောင်တော်ဘယ်နဲ့ထိုင်လေးဖင်မပါဘူးလားအတန်ရောလူပါဘုံကလေးရောက်တော့ကြောင့်ကိုအောင်တော်တွင်အောင့်တသက်ထိုင်ချလိုက်ရတော့ဤကဲဆက်စမ်းပါဦးမနေ့ကတရိတ်ဆန်ဇလန်းလေးဟောဗျာဟိုကောင်ပြန်လာတော့ဆက်မမေးကြဘူးလားအမလေးရှင့်လူလားတောက်လာလိုက်တာခေါင်းတော်မဖော်နိုင်ဘူးอืมခတ်တာပဲဒီကောင်တော့ ကဲပါရှင်အဲ့ဒါထားစမ်းပါဦးမနေ့ကဟာဆက်စမ်းပါကိုအောင်တော်လဲမမျက်မေအားတစ်ချက်လှမ်း၍ကြည့်လိုက်ပြီးမှနေပါဦးမနေ့ကဘယ်ရောက်ပလဲမှန်းတော့မေ့နေပြီအဲဟိုအဲကိုထုံးရင်အပေါ်သွားကျင်တယ်ပြောတာလေအဲဒီကောင်အရေးတဲ့အပေါ်သွားကျင်တယ်ဆိုလို့ကျွန်တော်မလဲမနေ့ကြီးချော့ထားရတာပေါ့ဒီချိန်မှာဆရာတို့ကလည်းဒီနေရာကနေရွှေ့သွားဖို့နေနေတာတာ ထမင်းတောင်မစားကြသေးတော့အတော်အကြံရကြက်နေတာပေါ့ဗျာကိုအောင်တော်လဲအိတ်ထဲမှာဆေးပြင်းလိုက်တလေးထုတ်လိုက်ရင်ကမိမညီသေးပဲတမင်းနဲ့နမင်းနဲ့က3မိနစ်ဆိုသလို7မိနစ်လောက်ကြာတော့ခွေးအောင်ထုံးလို့လေသူ့စီးကိုသူ့မထိနိုင်ဘူးဖြစ်ပါလေရောဗျာမမင်းမေကအပါတရပြုံးလိုက်ဒီကိုကိုအောင်တော်တတိထားလိုက်မိ၏ဟဲ့အောင်တော်ငါတော့ထိလို့မရတော့ဘူးအောက်လာပြီကိုကထွက်တော်မယ်လုပ်ပါဦး သူ့မလဲအပ်တယ်လို့အန်ရဲလွယ်မထားနိုင်ဖြစ်နေစရာရဲ့ဆရာကတော်နဲ့တမီးပြူနေရောက်ကလည်းတစ်ပင်ခြေရင်မှာထိုင်ပြီးကလေးတွေကစားကြပြေးကြစင်ကိုကြံကျွေးကြနဲ့ပျော်နေတာကိုကြည့်နေကြတော့သူစီးသွားဖို့ကဘလို့မှမလွယ်ဘူးပေါ့မတန်းစိန်မတန်းစိန်တွင်လဲပါဇက်စိတ်ထားချိန်မရပဲတခစ်ခစ်ဖြစ်နေ၏ထုံးလွင်ကလည်းထွက်တော့မယ်กว่าအောင်တော်ရဘလို့လို့ရမလဲငါတော့စင်းမှာဖြစ်တော့မယ်စင်းမယ်နဲ့တကယ်ကဲလုံနေတော့ကျွန်တော်ရုတ်တရက်အကြံတစ်ခုရလား ကိုအောင်တော်ဆေးပြင်းလိုက်ကိုယခုမှမင်းညစ်၏မင်းညစ်ရင်လဲမမျက်မေအားကြည့်ပြအောင်လှမ်းကြည့်လိုက်သေး၏ကျွန်တော်ရတဲ့အကြံကတော့မယုံသည့်စကားပါနော်ကျွန်တော်ကကဲထွန်းလွင်ဒီလိုလို့ကွာမင်းတိတ်ပေါက်ချင်နေရင်တစ်ပင်လုံးကိုကတ်ပြီးခက်ဖြည်းဖြည်းလွတ်လိုက်လို့အကြံပေးလိုက်ရတာပေါ့အဲ့ဒါဘလို့သဘောလဲကိုအောင်တော်ဒါကဒီလိုလေပင်လုံးကိုကတ်ပြီးဖြည်းဖြည်းလွတ်တော့စီဟာအောက်ကိုတိုက်ရိုက်မကြပဲ ပင်စီကကပ်ပြီးအောက်ကိုတဖြည်းဖြည်းစီးသွားမှမို့လားမတန်းစိန်ထိုစကားကြောင့်မမြင့်မဲအိန္ဒြေမဆင်နိုင်လက်ဝါးဖြင့်ပါဇက်ကိုအုပ်၍ကိုယ်ကလေးပါလှုပ်သွားသည့်အထိသဘောကျနေတော့ဤဤတီကိုလည်းကိုအောင်တော်တရိထားလိုက်မိဤရှင်မဲကြညာဖမစိတ်ကူးရတယ်အင်းအဲ့ဒါနဲ့အဲ့ဒါနဲ့ကျွန်တော်အကြံကတော့အဟန်သားဗျာထုံးလွင်ကလည်းကျွန်တော်ပြောတဲ့အတိုင်းပင်လုံးကိုကပ်ပြီးဖြည်းဖြည်းချင်းလွတ်နေတာမို့မျောလင်းတဲ့အတိုင်းပဲ စီးကအောက်ကိုဖွားမကြပဲပင်စီကနေပြီးတဖြည်းဖြည်းစီးဆင်းသွားတယ်လေအဲဒါပေမဲ့ဖြစ်ချင်တော့ထုံးလုံရဲ့စီးတွေဟာတဖြည်းဖြည်းနဲ့စီးဆင်းသွားလိုက်တာအပင်ရင့်လည်းရောက်ရောဆေးရသမီးအကြီးကပင်စီတထောင်လောက်กว่าမှာထိုင်းနေရကမြုပ်ကလေးထပြီးတစ်ပင်ရင့်မှာရွှေ့ထိုင်ရကပင်စီကိုမှီလဲမှီလိုက်ရောထုံးလုံရဲ့စီးချောင်းနဲ့တွားတွေ့ပြီးကြောတပြင်းလုံးရွှဲရွှဲဆူသွားတာပေါ့ဤတွင်မမျက်မေကလေး၌ ပါဇက်ကိုပင်လက်အုပ်လက်ွယ်ပြုတ်လို့ရန်တတိမရတော့ပဲတိတ်တိတ်ခါမြရင်နေမိရှာ၏ဒါနဲ့မိသွားရောဆိုပါတော့ဒါပေမဲ့ကံကောင်းကျင်တော့ဆရာသမီးအကြီးကဟောတော်ဆိုပြီးရှေ့ကိုရွှေ့လိုက်ပြီးမှညီမလေးကြည်စမ်းမမကျောမှာပေးကုန်ပြီးရေတွေထင်ပါရဲ့အဲ့ဒါလို့ပြောရင်အငယ်မကိုကြောလဲပြလိုက်တော့အငယ်မလေးကတောက်တီးတောက်တဲ့ဘဲကရေရမှာလေမမရဲ့ຫນွေကြီးခေါင်ကောင်တစ်ပြုံပေါ်မှာရေရှိပါမလားကျွန်တော်တို့လည်းမျက်လုံးပြူသွားတာပေါ့ အရေးတဲ့ဟိုကောင်ကလည်းစီးအရှိန်ကမသေးသေးဘူးဒါနဲ့ကျွန်တော်ကခုနေမော့ကြည့်လို့မိမပို့ပြီးတောက်ရက်ကွဲမယ်ဆိုပြီးဟဲ့ကောင်ရက်လိုက်တော့လို့ပြောတော့မရဘူးကွာအောက်လို့မရဘူးအရှိန်တိတ်ပြင်းနေတယ်ဒါပြင်လက်နဲ့ပိတ်ထားလိုက်ကွာဤစကားအရောက်တွင်ကိုအောင်တော်လဲပါဇက်ကိုလက်နဲ့အုပ်လိုက်ပြီးမှဟာကျွန်တော်စကားကြောလောသွားတယ်ကျွန်တော်စကားတွေရိုင်းသွားလားမသိဘူးတိခါကြပါဗျာနော်ဟုတ်တောင်းမှန်နေသေးနေအိုးပြောပါကိစ္စမရှိပါဘူး မတန်းစိန်ကတဟဲဟဲရေရင်ကခွင့်လွှတ်လိုက်၏ကျွန်တော်ကခုနလိုလက်နဲ့ပိတ်ထားဆိုတော့ထုံးလွင်ကဘယ်ဖြစ်မလဲကွာဒါမှဘေးချံပြီးဖျားကြကုန်မှပူဆိုးနေမယ်တဲ့ဟုတ်တာပဲဒါနဲ့ဖျားတိုင်ရင်မငုံကြည့်လိုက်တော့ရေမဟုတ်ရင်ဘာလဲတစ်စီးတွေများလာရင်ဟုတ်ပါဘူးတစ်စီးလည်းမဟုတ်ဘူးဒါပေမဲ့ဘာတွေမှလည်းမသိဘူးမမရဲ့သူတို့ကအဲ့ဒါလိုထင်မြင်ချက်အမျိုးမျိုးပေးနေလေး ကျွန်တော်တို့မလဲအပေါ်များမော့ကြည့်မလားလို့တထိတ်ထိတ်နဲ့အသေးတုံလေးပေါ့ဗျာနောက်ဆုံးမှအိုးဒီကောင်မလေးတွေစကားများလိုက်တာခွေးပန်းသွားတဲ့သင်ဖြစ်ချင်းဖြစ်မှာပေါ့လို့အဲ့ဒါလို့ဆရာကတော်ကဝင်းပြောလိုက်မှာအပေါ်မော့မကြည့်ပဲပြက်တနာပြည်လေသွားတော့တယ်ကိုအောင်တော်ဒီစင်းလေးပြာကိုချွေရင်မမျက်မေကိုလှန့်ကြည့်လိုက်ပြန်၏အဲ့ဒါလို့နဲ့ပြက်တနာတစ်ခုပြည်သွားမလို့ဝမ်းသာတယ်လို့တော့အရှိသား ဒါပေမဲ့တဏှာဤနိဗ္ဗာန်မလုံးမရှားငြိမ်နေရတဲ့ဒုက္ခကတဖြည်းဖြည်းဖိစီးလာတော့တာပဲပြို့ခြေရွေခြင်းပြီးတရားဟောမှမလုံးရှင်ကြတော့ဘူးဟုတ်တာပေါ့ရှင်ဒီလောက်အကြာကြီးငြိမ်နေရတယ်ဆိုတော့ဒီလိုနဲ့9မိနစ်လောက်ကြာတော့ဝမ်းသာစရာအကြောင်းတစ်ခုပေါ်လာပါလေရောတခြားတော့မဟုတ်ဘူးလေဆရာတို့အားလုံးထမင်းဝိုင်းစားကြတယ်အင်းသူတို့တော့စားပြီးရင်သွားကြမှာပဲလို့ပြောနေကြတော့မှပြုံးဆိုကျွန်တော်ကဘိုင်းလာလာပါလေရော ခက်ခလဲအတန်တစ်ခုတည်းမမျက်မေစီမရုတ်တရက်ပေါ်လာ၏ဖြစ်ပုံကဒီလိုကိုကျောင်းကနေပြီးလစ်လာကြလို့ကျွန်တော်တို့နှစ်ယောက်တလိမ့်ဆန်ယုံပေါက်ရောက်ကျွန်တော်တို့နှစ်ယောက်တလိမ့်ဆန်ယုံပေါက်လဲရောက်ရောစာစာလာတာနဲ့ဘုရားကျော်တို့ဝယ်စားကြတာကိုဒါကြောင့်ပိုင်လာလာတာပေါ့အတော်ဆိုးတဗျာဟာပပရင်နေမိတော့မတန်းစိန်ကရှင်တို့ဖြစ်ပုံကလည်းရေစရာလည်းကောင်းစိတ်ညစ်စရာလည်းကောင်းမယ်နော်ဟာ ဲ့ဒီအချိန်မှာဒါရဲစရာလားရေလို့တတိတောင်မထားမိပါဘူးဗျာမလို့တာဟာကြံပန်တတ်တဲ့ဓမ္မတာအတိုင်းပဲဘိုက်ကတော်တော်ကိုနားလာကျွန်တော်လည်းအတက်နိုင်ဆုံးစိတ်ကိုထိမ့်ထားပါရဲ့ဒါပေမဲ့မရဘူးဗျရှေ့တော်ဘေးဖြစ်တဲ့ဤတလုံးဟာထိမ့်မနိုင် သိမ့်မရပဲဖြစ်နေတာ ਨੇ အตาမိပြီးလှုပ်လိုက်တာအရှိန်လုံးပြီးပြစ်ခနဲ့ထွက်သွားရက လေးတင်မဟုတ်ပဲအီးအီးပါပါသွားပါလိမ့်ရောမပြင်းမေတွင်ဘာကိုမှဟန်မဆောင်နိုင်တော့ပဲ ခွတ်တော့ခွလန်ရေချလိုက်လီတော့ဤမတန်းစိန်မှာလဲဥတက်မတက်ဒုက္ခများအဖို့နဲ့လာဆိုတာလဲအရေးထဲမှာကျွန်တော်ကလည်းဘောင်းမီတို့နဲ့ဆိုတော့ခတ်တာပေါ့ဗျာကမန်ကရန်ဤတွေစီးစင်းသွားတော့မယ့်ဘက်ကဘောင်းမီစားကိုလက်တစ်ဖက်နဲ့စီးပိတ်စုပြီးကင်ထားရတော့တာပေါ့ဖြစ်ရပုံနဲ့များရှင်အေးလီဗျာအေးပြီးတော့ကိုရွှေဤဤကလည်းအချိန်အစရသွားလို့လားမသိဘူးတပစ်ပစ်နဲ့ဇက်တိုက်ထွက်ပါလိရော ကျွန်တော်မလဲလက်တစ်ဖက်ကိုတက်ကိုင်းကိုထိထားရတစ်ဖက်ကလည်းအီအီစင်လာမဲ့ဘောင်းမီဘောက်ကိုပိတ်ရတယ်ဒုက္ခမှာဒုက္ခပါပဲဗျာမမြင့်မေတွင်ပါဇက်ပင်စိတ်မနေနိုင်အောင်တခက်ခက်ဖြစ်နေရှာ၏အရေးတဲ့ဗျာဘယ်အပုတ်ကဘလို့ယိုထွက်သွားမှမသိဘူးအီအီလေး90လောက်အောက်ကိုကျသွားပါလေရောဗျာစားထားတာကဘရာကျော်ဆိုတော့အီအီကလည်းအရေးတွေပေါ့မတန်းစေအဲခုနကျသွားတဲ့အီအီကလည်းလွတ်ရကျွတ်ရမကြပဲ ထိတ်ပြောင်ပြောင်ဆရာနဘူးဘော်ကိုမှတက်တက်မမကြပြီးနှာခေါင်းပတ်စီးတော်ပါလေရောမတန်းစိန်နဲ့မမျက်မေတို့ရေတန်ကြောင့်ကိုအောင်တော်ပင်စကားမဆက်နိုင်အောင်စူညံသွားတော့၏အဲဒါလိုဖြစ်သွားတော့လူတကိုယ်လုံးတုံနေတာပေါ့ဗျာဟာတမိဖေဖေကောင်းမကြီးကချီးပါချရတယ်ထင်တယ်ဟင်ဟုတ်ပါရဲ့ကြီးချီးကလည်းလူချီးကြနေတာပဲဝါဝါလေးအဲဒါလိုသူတို့ချင်းပြောရင်တုတ်ပေးလိုက်လို့မှမစင်သေးဘူးနောက်ထပ်၄၅၀ရိုစင်းသွားပြန်ပါရော ဒီတခါတော့ချီလန်ကြောင်းပြောင်းပြီးချင်းရေပကံနဲ့ကြာတော့အဲ့ဒါကိုဘသူမှမသိလိုက်ကြဘူးနှစ်ယောက်စလုံးပင်ရိတ်သွက်ခါမြရေအားတန်သွားကြတော့ဤတက်တီးရအကြိမ်မြောက်မှာတော့ဤကဇက်တိုက်ဆိုသလို၄၅၆၀လောက်တပေါက်ပေါက်ကြာသွားပြန်မှာယောဒီတခါတော့ဆရာကငကြောပကံလှမ်းပေးနေတဲ့ဆရာကတော့လက်မောင်းပေါ်ကြာသွားတာကိုလုတ်ပြန်ပြီဒီကြီးကန်းတွေကလည်းအဲ့ဒါလို့ဆရာကတော့ညှိလိုက်ခါရှိသေးဆရာကထတယ်ပြီးခဲကောက်၆ပါလေယော တရှူးရှူးနဲ့ပေါ့အပေါ်ကိုတမော့မော်နဲ့ခြောက်ပေမဲ့ကံအားလျော်စွာဆရာကမျက်စီမှုလို့မမြင်ရှာဘူးလာပါရှင်ခြောက်နေလို့လည်းရမှာမဟုတ်ပါဘူးဟိုဘက်ရွှေ့ကြပါစို့တဲ့အင်းဒီတော့မှပဲကျွန်တော်တို့နှစ်ကောင်ဝစ်ကြတော့တယ်ထိုအခိုက်တွင်တကားခောက်တံပေါ်လာ၏မမြင့်မေကထဖွင့်၏ကိုအောင်တော်ကထိတ်ထိတ်နဲ့ကြည့်နေစဉ်အကြိမ်မဟုတ်ဖဲအခိုင်လာခေါ်သည်ကိုတွေ့ရသဖြင့်ဘာလဲအခိုင်ဧည့်သည်လားလား ုတ်ကဲ့အိမ်ပြန်ရောက်တော့ဝိတုရှေပိုင်းတွင်ပါသည့်ဤတူကိုအောင်တော်တို့လင်မယားရံဖြစ်ကြပြန်၏တပြားဟောင်းကြီးတွေဖွင့်ကြပြန်၏ဤတို့ဖြင့်လေးလနှင့်သုံးရတိတိကြသောအခါမတန်းစိန်နှင့်အကြိုင်တို့မျက်နှချင်းဆန်၍အတန်ကြာငိုင်နေကြ၏ကျမတော့အံ့နာပဲရှင်ဘလို့ဘလို့ဖြစ်သွားကြရတယ်လို့တို့ကလို့မတန်းစိန်ကညင်းညင်းညူညူပြောလိုက်၏ဒီလိုရှင့်မတန်းစိန်ရဲ့ ကိုအောင်တော်ဟာရှင်တို့အိမ်ခဏခဏလာလာနေတော့ကျမကတမျိုးထင်းနေမိတယ်ရှင်ရှင်ပြောရရင်မမျက်မေကိုချိန်နေထင်ပြီးအဲ့ဒီဘက်မှာကျမကတဲတဲမဲမဲဂယုဆိုင်နေတာကိုခုမှပဲသူ့ပရိယေကိုယုံနေတော့တယ်သူကျမညမအခိုင်ကိုခိုးသွားပြီလေတာတုအတွဲချောက်အမှတ်နှစ်မြဝတီမဂ္ဂဇင်းဒီဇင်ဘာလ1958ခုနှစ် လိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။